ကြရင်မီကပြပွားခဲ့သောဖြစ်ရများသည့်အမေရိကန်နှင့်အီရန်တို့ကြားတင်းမာမှုများတွန်းမြေလာခဲ့ပြီးအထူးသဖြင့်စစ်ရေးရလှုပ်ဆောင်မှုများနှင့်လေကြောင်းပိုင်နှင့်အုံပြုများတွင်တိုးတက်လာခဲ့သည်။အီရန်၏လေကြောင်းလေယာဉ်ပိုင်တွေကိုပိတ်ပြီးစစ်ရေးတတိပိချက်မြင့်တင်ထားပါသည်။အီရန်ဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်သူ့ရဲ့လေကြောင်းပိုင်တွေကိုပိတ်လိုက်ပါတယ်လို့ပြောပါတယ်။အထူးသဖြင့်၎င်း၏စစ်အင်အားကိုလည်းအပြည့်အဝတက်လန်းထားပါတယ်။အထူးသဖြင့်၎င်း၏နျူကလ িয়ার နေရာများတွင်ဖြစ်နိုင်ခြေရှိသောအမေရိကန်၏တိုက်ခိုက်မှုကိုရန် ရန်တိုက်ရန်ဖြစ်သည်ပင်လယ်ကွေ့နိုင်ငံများသည့်အမေရိကန်စစ်တပ်အုံပြုမှုအတွက် no ဟုပြောကြားခဲ့ကြသည်ဆော်ဒီအာရေဗျ UAE ကာတာနှင့်ကူဝေးတို့ကဲ့သို့သောပင်လယ်ကွေ့နိုင်ငံအချို့ကအီရန်အားတက်ခတ်ရန်အတွက်၎င်းတို့၏လေပိုင်နှင့်သို့မဟုတ်အခြေစိုက်စခန်းများကိုအမေရိကန်ကခွင့်ပြုရန်ညှင်းဆိုထားသည်အီရတ်တူရကီနှင့်ဘာရင်တို့အပါအဝင်အနီးအနားနိုင်ငံများကိုအီရတ်ကအီရန်ကတက်ခတ်မှုတစ်ခုတွင်အမေရိကန်ကိုကူညီမည်ဆိုပါကအီရန်က၎င်းကိုစစ်ပွဲတစ်ခုဖြင့်တာမမြူတတိပေးထားသည်အီရန်ရာရှိတူကူက စိုးဝါတဲ့အကျိုးဆက်တွေဆီလာလိမ့်မယ်လို့တတိပေးထားပြီးအီရန်ကောင်းဆောင်အရာတူရာကမ္ပဏီကစစ်တပ်ကိုအတင်းပြင်ထားရအမိန့်ပေးထားသည်တူရကီကယင်းတတိပေးချက်ကိုတရားဝင်မရရှိခဲ့တော့လဲအခြားနိုင်ငံများမှာပြပုတ်ခြင်းဖြစ်နိုင်တယ်ဟုဆိုသည်ကူဝိတ်သည်၎င်းမြေယာကိုအခြားနိုင်ငံများကိုတိုက်ခတ်ရန်အတွက်အသုံးပြုခွင့်မပြုကြောင်းအီရန်ကကြိုပြောကြခဲ့သည်အီရန်ကိုထောက်ကန်သည့်ရုရှားကအမေရိကန်၏ခြေကျောက်မှုများကိုလက်ခံနိုင်ဖို့မရှိကြောင်းဂျာရန်နီတွင်ပြောကြားခဲ့သည်။တောက်ကြားနေ့တွင်ရုရှားက နဖက်စလုံးကိုတည်ငြိမ်စွာထိုင်ရန်တောင်းဆိုခဲ့သည်ကနဒါချက်များသောအမေရိကန်၏လေကောင်းတပ်ဖွဲ့ဝင်အချို့၏တင်ညာကိုပြောင်းလဲခဲ့သည်အမေရိကန်၏အိန္ဒိယသမုဒ္ဒရာရှိခြေဆိုင်စခန်းသို့ B2 ကိုပြောင်းဘုံကျလင်များကိုဆေလွတ်ခဲ့သည်ဒိုလီများဟာအီရန်ကနေအီရီနီယာကနေအီရန်ကိုနီကရောက်ရှိနိုင်သည်လေရင်တင်တင်ပေါ်များဖြစ်တဲ့ USS Harry S. Truman ဆီလက်ပိုင်းမှာကြာစင်နေပြီဖြစ်ပြီး USS ကာဗီဇန်ကလည်းထူထောက်ရောက်ရှိနေပြီဖြစ်သည်အမေရိကန်နဲ့အစ္စရေးတို့သည်ယမန်နဲ့ဆီးရီးယားတို့တွင်လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့သည်အဆိုပါတိုက်ခိုက်မှုများသည်အီရန်နှင့်၎င်း၏မဟာမိတ်များအပေါ်ဖိအားပေးရန်ရည်ရွယ်ခြင်းဖြစ်သည်တင်းမမှုများမြန်မာနေတော့လည်းအီရတ်ကအီရန်ကအမေရိကန်နဲ့ဆက်သွယ်ဝတ်တော်နေပြည်တော်ဆွေးနွေးရန်လမ်းဖွင့်ထားစေဟုဆိုသည်နှစ်ပတ်စလုံးကဆက်သွယ်ပြောဆိုရာတွင်အထောက်အကူဖြစ်စေသည့်အိုမန်ကတဆင့်ဆွေးနွေးမှုတွေဖြစ်လာနိုင်တယ်လို့အီရန်ရရှိသူကပြောပါတယ် အမေရိကန်ကစိတ်ဝင်စားမှုပြရင်လေးလေးလေးနဲ့ဆွေးနွေးပွဲတွေဖြစ်လာနိုင်ပါတယ်ဒီအဖြစ်အပျက်တွေကအရှိလေဘန်ကအခြေအနေတွေဘလောက်ရှုပ်ထွေးနေလဲဆိုတာကိုပြသနေပါတယ်နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကဒေတာတွင်းလာမကကမ္ဘာလုံးကိုပါထိခိုက်နိုင်ပါတယ်